မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တဘုံသင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရွေးကောက်ပွဲဆိုတာပြည်သူတန်ကိုနားထောင်ပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့ အမြန်ဆုံးသောရန်နေရာတစ်ခုဖြစ်ပါတယ်လို့ဗိုလ်ချုပ်စောမင်းထွန်းပြောကြားတဲ့သတင်းဖြစ်ပါတယ်။ရွှေကောက်ပွဲဆိုတာပြည်သူအတန်းကိုနားထောင်ပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်နေရာတစ်ခုဖြစ်ပါတယ်လို့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်၍အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပြည်သူများသို့အသိပေးပြောကြားရာမှာထည့်သွင်းပြောကြားခဲ့ကြောင်းသိရပါတယ်။ဗိုလ်ချုပ်စောမင်းထွန်းကကျွန်တော်တို့ကြံ့တုံတဲ့ဒီမိုကရေစီစနစ်အရာ မိမိကိုယ်စားဆောင်ရွက်မယ်လွတ်တော်ကုသလေတွေကိုပြည်သူလူထုကရွေးကောက်တင်မြှောက်ပေးရတာဖြစ်ပါတယ်။ရှိခုကျင်းပါမယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာမဲပေးပံ့ခွင့်ရှိတဲ့နိုင်ငံသားတိုင်းကလည်းမဲပေးကြပါလို့အလေးနက်ထားတိုက်တွန်းပြောကြားလိုပါတယ်။ဘာလို့လဲဆိုတော့ရွေးကောက်ပွဲဆိုတာပြည်သူအသံကိုနားထောင်ပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရစနစ်တစ်ခုဖြစ်ပါတယ်။ကျွန်တော်ထပ်ပြောပါမယ်ရွေးကောက်ပွဲဆိုတာပြည်သူအသံကိုနားထောင် ပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့ အမြန်ဆုံးသောရန်ရစနစ်တစ်ခုဖြစ်ပါတယ်။ဒီရွေးကောက်ပွဲမှာပြည်သူလူထုအနေနဲ့ကိုနဲ့အမြင်တူတဲ့သူတွေကိုဖြစ်လို့တဲ့ဆန္ဒကိုထတ်တူသူမဟုတ်အနည်းဆက်ဆုံးဖြည့်ဆည်းပေးနိုင်တဲ့သူတွေနိုင်ငံတော်ရဲ့အကျိုးစီးပွားပြည်သူလူထုရဲ့အကျိုးစီးပွားကိုကိုစားပြုဖော်ဆောင်ပေးနိုင်တဲ့သူတွေကိုကိုယ်တိုင်ရှာဖွေရွေးချယ်ခွင့်ရရှိမှာဖြစ်ပါတယ်။ကိုရွေးချယ်ပေးလိုက်တဲ့ရွေးကောက်ခံကုစလေဟာကို့အပေါ်ကို့ဒေတာအပေါ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိနေစေဖို့စောင့်တည်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ရွှေကောက်ပွဲမှာမဲပေးသူများလေးလေးရွှေကောက်ခံကုစလေတူဟာပူပြီးတာဝန်ရှိလေးလေးဖြစ်ပါတယ်။ကိုဖြစ်ချင်တာကိုလိုအပ်တာကအစပြုလို့ကိုပတ်ဝင်းချင်းကိုမြုပ်ကိုရွာကိုဒေတာတို့တက်ဖွံ့မျိုးကြီးကောင်းကျိုးလူရဆန္ဒတွေဖြစ်တင်ဖြစ်တိုက်တဲ့ဆန္ဒတွေကိုကိုရွေးချယ်ထားတဲ့ကုစလေကတစဉ်အစိုးရစီကိုတောင်းဆိုနိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒီခွင့်ရေးကိုမိဘပြည်သူအားလုံးကလက်လွတ်ဆုံးရှုံးမခံကြဘူးလေပြောလိုပါတယ်လို့ထည့်သွင်းပြောကြကြောင်းသိရပါပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်း မြန်မာနိုင်ငံမှာ ISPEFC အမျိုးသမီးဘောလုံးအသင်းနဲ့တောင်ကိုရီးယားနိုင်ငံမှာ Suwon FC အမျိုးသမီးဘောလုံးအသင်းတို့ရဲ့ရှင်ပြိုင်နေမှုအားကြည့်ရှုအားပေးတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ISPEFC အမျိုးသမီးဘောလုံးအသင်းနဲ့တောင်ကိုရီးယားနိုင်ငံမှာ Suwon FC အမျိုးသမီးဘောလုံးအသင်းတို့ရဲ့အာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်ကိုနိုဝင်ဘာ9ရက်ညပိုင်းကရန်ကုန်မြို့သူဝနာဘောလုံးကွင်းမှာကျင်းပပါတယ်။ အခုကဲ့သို့မြန်မာနိုင်ငံမှာ ISPFC မြို့သမီဘောလုံးအသင်းနှင့်တောင်ကိုရီးယားနိုင်ငံမှာ Suwon FC မြို့သမီဘောလုံးအသင်းတို့ရဲ့အာရှမြို့သမီချန်ပီယံလိပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်ရှင်ပြိုင်နေမှုများကိုရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဆော့စိုးနှင့်တာဝန်ရှိသူများအာကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများဌာနဆိုင်ရာများမှတာဝန်ရှိသူများဖိတ်ကြားထားတဲ့ဧည့်သည်တို့များနဲ့ဘောလုံးပရိသတ်များကကြည့်ရှုပါပေးကြရာပွဲပြီးဆုံးချိန်တွင်တောင်ကိုရီးယားနိုင်ငံမှစွန် FC အမျိုးသမီးဘောလုံးအသင်းမှ၅ခုဖြင့်အနိုင်ရရှိပါသည်မြန်မာနိုင်ငံမှာ ISB FC အမျိုးသမီးဘောလုံးအသင်းသည်အာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲအုပ်စုစီတွင် တောင်ကိုရီးယားနိုင်ငံမြောက်ကိုရီးယားနိုင်ငံနှင့်ဂျပန်နိုင်ငံတို့မှမျိုးသမီးကလပ်အသင်းများဖြင့်ရှင်ပြိုင်ကစားရမှာဖြစ်ပြီးကြံပွဲစဉ်များဖြင့်2025ခုနှစ်နိုဝင်ဘာ12ရက်နေ့တွင်ဂျပန်နိုင်ငံမှတူဂျူဗာရီပီလီဆာအမျိုးသမီးဘောလုံးအသင်းနှင့်2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့တွင်မြောက်ကိုရီးယားနိုင်ငံမှနီကိုရန် FC မြို့သမီးဘောလုံးအသင်းတို့ဖြင့်ရှင်ပြိုင်ကစားသွားရမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့လာတာပါ။